ကဲကဲလမ်းကျတူတို့လူချင်းစုံခဲ့ပြီညီနောင်နေနဲ့ဒါတော့ကျွန်တော်တို့ညီနောင်မမိတ်အဖွဲ့ဒီကနေပဲကျွန်တော်တို့ရဲဘော်နေနဲ့ဘောနော်ကျွန်တော်စကားလာပြောရင်မိတ်ဆက်ရင်းနဲ့ကျွန်တော်တို့အများအပြားဖြစ်ပါတယ်ညီမအများမတောင်းကြနေတယ်ဘောနော်ဖိုင်တာလုပ်နေတယ်ဒီအရုပ်ကိုအနာကပြုတ်နာ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 အပြားဖြစ်ပါတယ်โอเคနော်โอเคနော်ဟေးဟေးအဲ့ဘာပြောမလဲဘာပြောမလဲ မာဒီမာဒီပကြိုင်မာဒီစီလာပြီတော့ကြာပြီလာပြီဒီလိုချက်ပါမယ်အဲလောက်လိုက်ရအောင်ခေါင်းကြီးကိုဖြိုးတော့မယ်ခေါင်းကြီးကိုအဲဒီတောင်းကြီးဒီတောင်းမောင်ကျော်နိုင်ပါလားဒီတောင်းမောင်ကျော်နိုင်အောင်ကျော်ပြအဲပိုးချုပ်ကြီးတယောက်ဗျာဟွန်းအဲ့လောက်တော့မှအတိမြင်မရှိဘူးလားမရှိတော့တေပေါ့ဗျာဟိုတတိရှိဖို့ကအဲပိုးချုပ်ကြီးတွေအခုတေတယ်စပိန်နဲ့လာပြစ်သွားတယ်ဗျာလေရှက်ဖို့ကောင်းတယ်ကျွန်တော် ကျွန်တော်အနေနဲ့တော့ရှက်တယ်တက်မတော်မှာဗိုလ်ချုပ်ကြီးအစင်းလောက်တာဝန်တန်းဆောင်မှုတဲ့လူတွေတာတည်သွားတာပေါ့ဗျာပြစ်တယ်လို့စပိန်နဲ့လူကလာပြစ်တတ်တာအဲ့ဒီတော့အတိတတိမရှိဘူးလားเออดาโลซอบงเนี่ยပြောသွားတာပါဒါသူပြောတာလည်းမှန်ပါတယ်သူတော်လွတ်အောင်ပြေးနိုင်နေတယ်ဆိုပြီးတော့တော်လာရဲ့နိုင်ကိုနိုင်ပါဟွန်းမြေကြီးလက်ခတ်မလွဲနိုင်ကိုနိုင်မဲ့တော်လာရေးกว่าဒါကြီးတော့ဒီလိုပြောနိုင်တယ်ဆိုလို့ရှိရင်เนาะတစ်ချိန်ကလောက်ခဲ့တဲ့တော်လာရေးတွေဟာမြန်မာပြည် ဟာနေပုံဆွဲကြည့်လိုက်ဟိုဟူကောင်တောင်းကြနေဟိုအဲရှေရှာအာဟိုပေါ်တော့တိအားဒီဘက်ကလည်းအရာဟုတ်စပေါ့ရခိုင်တန်းကြောင့်ဒေသအဲ့နေနမိတ်တင်မာပဲချင်းကချင်းကရဟာနေနမိတ်၄၀ရာခိုင်နှုံးလောက်ပဲပေါ့နော်တော်လာနေတာအထက်ကညင်းကြီး60ရာခိုင်နှုံးကညင်းကြီးဒါတစ်ချိန်ကတစ်ချိန်ကဖြစ်ခဲ့ရတာပေါ့နော်အခု ကောင်းကခုနမြေပုံရပြန်ကြည့်လိုက်အားလုံးဒေါ်လာနေကြတယ်။နော်60ရာခိုင်နှုန်းလဲဒေါ်လာပြီ။ဒီစကိုင်းမန္တလေးမကွေးကိုဟာဒီဘက်ကနေကိုရှိသေးတယ်လေအားလုံးသူ့ပေါင်းညညာဖြစ်သွားကြ။ဒါပဲလို့အာရမသမားကိုဓမ္မသမားတွေကမခံနိုင်လောကကြီးလို့ပြန်ပြီးတော့စိတ်ချင်းတူပြီးတော့ပြန်ပြီးတော့တော်လန်နေကြတော်လန်မျိုးတွေအားလုံးပဲငလင်မေးနဲ့မေးပေးတယ်မှာများဆုံးခင်းဝေးကြပါစို့ဆူတောင်းပေးနေမှာကျွန်တော်ရဲ့ကို Jet Revolution Channel လေးရဲ့ပြန်လည်ကြိုးစားပါရစေ ီလိုလေးရေရှင်မလို့တောပိတ်မှာတော့ယနေ့မေလ28ရက်နေ့ဗုဒ္ဓဟူးနေ့ရဲ့မနက်ပိုင်းထီနောက်ဆုံးရရှိတဲ့သတင်းအကျိုးကိုအချင်းချုပ်ဖော်ပြပြသွင်းပြတဲ့တော်လိုင်းမျိုးတွေအားလုံးပဲအဆုံးထိရှိဖို့ဒီနေရာကနေမြတ်ထမှန်တောင်းဆိုလိုက်ပါတယ်။ပြောင်စုံအနေနဲ့ကတော့စစ်ကောင်းဆောင်များက၎င်းတို့ရဲ့ကိုကျိုးစီပွားအတွက်နိုင်ငံတော်အာဏာကိုအထင်းအထင်မှမတရားသဖြင့်သိမ်းထားဒီမှာဒီနေ့မှာဆိုရင်တော့1928ရက်ရှိပြီဖြစ်ပါတယ်။မနက်နိုင်ငံတော်စစ်ကောင်းစီကတရားဒဏ်တွင်စစ်ခွေးတေဆုံးမှုစီးရင်မှာတော့အကွေးတိုင်းစလင်းမျိုးနဲ့မှာအကောင်30ဘကိုးတိုင်းကြောက်ကြီးမျိုးနဲ့မှာ18ကောင်ပနအူကိုတော့ရှင်မိခဲ့ပါတယ်။ဘကိုးတိုင်းအုပ်ဖို့မျိုးနဲ့မှာ10ကောင် ဘိုးတိုင်းပဲခူးမြို့နယ်မှာ6ကောင်းဘိုးတိုင်းပေါက်ခုံးမြို့နယ်မှာ2ကောင်းဘိုးတိုင်းလပန်းန်းမြို့နယ်မှာ2ကောင်းမန္တလေးတိုင်းတောင်သာမြို့နယ်မှာ3ကောင်းပင်သာရီတိုင်းဒဝေမြို့နယ်မှာ2ကောင်းနဲ့စုစုပေါင်းအကောင်68ကောင်းထိအေးရတာတွင်သိဆုံးခဲ့ကြောင်းသိရှိရပါတယ်။ ထောင်ဆုံးသတင်းပုတ်အနေနဲ့ကတော့မန္တလေးတိုင်းမြင်းကြံခရိုင်ငထိုးကြီးမြို့နယ်မှာမေလ15ရက်နေ့ကစတင်ခဲ့တဲ့တိုက်ပွဲတွေကဒီနေ့မေလ28ရက်နေ့ထိပြင်းထန်နေပြီးတော့စစ်ကောင်စီနဲ့ဒေသခံတော်လှန်ရေးတပ်ဖွဲ့တွေကြားတိုက်ပွဲတွေဖြစ်နေပြီးဒေသခံပြည်သူပေါင်းအသောကျော်လဲစစ်ပီးရှောင်နေရပါတယ်။အားလုံးတည်တဲ့အတိုင်းမှာ gas pipeline တွေလည်းအကုန်လုံးကိုတော်လှန်ရေးတပ်တွေကသိမ်းပိုက်ထားပြီးဖြစ်လို့မြန်မာနိုင်ငံခင်ဗျာတရုတ်ကြီးနဲ့ဆွေတော်တရုတ်ကြီးရဲ့ဘောကိုမှာပြီးကျွန်တော်ဆွေတော်တရုတ်ကြီးရဲ့ပစ္စည်းတွေကာကွယ်ပါမယ်လို့ပြောခဲ့မိမယ်လေမြန်မာနိုင်ငံတရုတ်အခုဆိုရင်တော့ဘောသားအမြတ်ချောင်းချောင်းထွက်နေတာတော့တွေးကြည့်စရာ နဲ့တည်နေပါပြီပြည်ကြီးစရာတော့မလိုတဲ့အခြေအနေပါပဲကဲခုသေးနေတဲ့ထိုးကြီးမျိုးမှာရဲစခန်းကိုတိုက်ခိုက်နေတာဖြစ်ပြီးစစ်ကောင်စီတပ်ကလည်းရဲစခန်းမစွန့်လွှတ်ရ í အတွက်အပြင်းထန်ခုခံနေတဲ့ပြင်လေရင်တွေလည်းဘုံနေခြင်းတို့သိရပါတယ်ဒေးတွေလည်းပိတ်ထားရတဲ့မြို့ပေါ်ကတချို့စစ်ပီးရှောင်ကြရတယ်ချို့ကတော့မရှောင်ကြဘူးပိတ်မိနေတာလည်းရှိတယ်တော်လိုင်းတက်တွေကပတ်လည်ကဝိုင်းထားတယ်ရဲစခန်းမကြိုက်တဲ့တင်းခံနေကြတယ်လို့လည်းဒေသခံတွေပြောထားတာသိရှိရပါတယ်ထိုးကြီးမျိုးပေါ်နဲ့ထိုးကြီးမျိုးနယ်တွေကကြီးရည်ဖြစ်တဲ့ဟန်ကွာပဲကျင်တဲ့ဝလူးကြတွေကဒေသခံတပေါင်းကျော်ကလည်းနေရဲစုံခွာပြီးစစ်ပီးရှောင်နေရတဲ့သိရပြီးမြို့ပေါ်မှာတော့ ဘန်းနဲ့ဈေးဆိုင်တွေပိတ်ထားတယ်လို့သိရှိရပါတယ်ဘလူးရဲ့ရက်စကန်ကလည်းကြာသွားပြီလို့ပြောတယ်အဲ့ဒီရွာကတိုက်ပွဲမစခင်တည်းကစစ်ပေးရှောင်တွေရတာရွာကအကုန်ပေါင်းအတောင်းကျော်မဲ့စစ်ပေးရှောင်ကအရမ်းများတယ်လို့လည်းနောက်ထပ်ဒေသခံတူကပြောထားပါတယ်ပြီးခဲ့တဲ့မေလ19ရက်နေ့ကစတင်ခဲ့တဲ့တိုက်ပွဲတွေဟာအထိုးကြီးမြို့နယ်တန်းစင်မြောက်ရွာကဂျန်ငွေပိုင်လိုင်းစကန်နဲ့ဝလူးရက်စကန်ကိုတော်လိုင်းတဖွဲ့တွေကတိမ့်ပိုက်ခဲ့ပြီးစစ်ကောင်စီဘက်ကလည်းအထိုးကြီးမြို့နယ်မှာ Y12 MI35 ဂျင်နဲ့ ရက်ဖိုက်တာတွေနဲ့ဘုံကျဲတိုက်ခိုက်နေတယ်ဆိုတာသိရပါတယ်။နောက်ထပ်သတင်းမှာတော့မန္တလေးတိုင်းတောင်တာမြို့နယ်ထနောင်းကုန်းရွာမှာရှိတဲ့စစ်ကောင်စီတပ်စခန်းကိုကြော်လိုင်းတပြားကဝင်ရောက်တိုက်ခိုက်ခဲ့စင်မှာပဲစစ်တပ်ဟာမြေပြင်နဲ့ဝင်ရင်စစ်ကူပေးပြီးပိတ်မိနေတဲ့စစ်သားနဲ့ပြူစောတိတွေကိုပေါ်ထုတ်သွားကြောင်းမြင်းညံခရင်အမှတ်ဆုံးတင်းရင်ကထုတ်ပြန်သွားပါတယ်။ဒါဟာတောင်တာမြို့နယ်ထနောင်းကုန်းကျေးရွာမှာရှိတဲ့ပြူစောတိစခန်းအားဝင်ရောက်တိုက်ခိုက်စင်မှာကျွေးရဝင်ဘန်က RPG တပ်ပင်ဖြင့်စတင်ဖြူခွက်တိုက်ခိုက်ခဲ့ကြောင်းအဲ့ဒီနောက်မှာတော့စစ်သားပြူစောတိများနေထိုင်ရာဘန်ကများဆက်လက်ဖြူခွင်းတိုက်ခိုက်ခဲ့ရာ ဘန်ကတခုချင်းစီမှာတဆင့်သူစော်ဒီကောင်းဆောင်ထူအောင်ရဲ့နေအိမ်နှစ်ထပ်တိုက်အထိဆုတ်ခွာသွားကြောင်းသိရှိရပါတယ်။လို့ဆိုစစ်သားပြူစော်ဒီများဟာပြူစော်ဒီကောင်းဆောင်ရဲ့နှစ်ထပ်တိုက်နေအိမ်အထိဆုတ်ခွာသွားပြီးနောက်စစ်ကောင်စီတပ်က Jet Fighter ဖြင့်လာရောက်ပုံကျဲခဲ့ရာပြည်သူကာကွယ်ရေးတပ်ဖွဲ့ဝင်များအကာအကွယ်ယူထားတဲ့တိုက်ပေါ်ကိုပေါင်900ဘုံကြာရောက်ပောက်ကွက်ခဲ့ပြီးမြင်းညံခရိုင်တရင်တုံးမှရဲဘော်6ဦးအစိုးရကထိခဲ့တဲ့ရန်တို့ရရှိခဲ့ရပါတယ်။ဒါဟာစစ်သားပြူစော်ဒီရဲ့နေထိုင်ရာထူအောင်ရဲ့နေအိမ်ကိုဝမ်းဝင်ပိတ်ဆို့တိုက်ခတ်ခဲ့ရမှာတော့စစ်ကောင်စီတပ်က MI-35 ရဟန်းရင်ဝိုင်းတွဲလေရင်ဖြင့်ဘုံကျဲ ြစ်ခက်တက်ခက်ခေရမှာတော့မြင်းကြံမှတ်၃တရင်မှာရဲဘော်လေးဦးထက်မှန်ထိခဲ့တဲ့ရရှိခဲ့ပြီးဒီကြောင်းရန်ကြောင့်ညအချိန်နှုန်းမှာပဲနောက်ကိုပြန်ဆုတ်ပြေးခဲ့ရပြီးပိတ်မိနေတဲ့စစ်သားပြူစော်တီများပြူစော်တီကောင်းဆောင်ထူးအောင်ရဲ့နေအင်းဒီကက်မရဖြစ်နေခြင်းမှာပဲမိသားတယောက်အကွာဝေးမှာပိတ်ဆို့ထားရမြင်းကြံမြို့မှာတီတာယူမှုဥဆောင်သောစစ်ကြောင်းမဲ့တိုက်တိုက်တိုးပြီးတိုက်ပွဲဖြစ်ပွားခဲ့ကြောင်းပြူစော်တီကောင်းဆောင်ပေါင်းဝင် ိတ်မိနေသောစစ်သားပြူစော်တိများသည်တီရာယုမှဦးဆောင်သောစစ်ကြောင်းနှင့်တူလိုက်ပါသွားသဖြင့်ပြည်သူ့ကာကွယ်တပ်ဖွဲ့များလည်းပြန်လည်ဆုတ်ခွာခဲ့ကြကြောင်းသိရှိရပါသည်။အပွဲကာလ၃ရက်အတွင်းစစ်ကောင်စီတပ်ဟာဒေသောင်းပြင်၁၄ချိန်ကြီးတိုက်ခတ်ခဲ့ရာပြည်သူ့ကာကွယ်ရဲဘော်ဆဲဦးမစိုးရင်ကကြီးကြပ်တန်ရန်ရရှိခဲ့ကြောင်းနှင့်တိုက်ပွဲအတွင်းကြီးခဲရန်များစွာဖြင့်အုံပြုခဲ့ရပြီးပြန်လည်ဖြစ်တင်ရမည်ဖြစ်သဖြင့်ပြည်သူများကဝိုင်းဝန်းကူညီထောက်ပံ့ကြရန်နှင့်ငြင်းကြံခဲ့မှသုံးတရင်ကလည်းပြုတ်ပြန်ထားပါသည်။ ူညီကြဖို့ကျွန်တော်အနေနဲ့ဒီနေရာမှာတိုက်တွန်းလိုပါလေ။ကျွန်တော်တို့ကခုရင်းနဲ့ကတော့တော်လိုက်အစိုးရမှ NUCC မင်းတို့ NUG မင်းတို့ CRPA ဆိုတဲ့ဖွဲ့တွေရှိတယ်။ဘယ်တော့ constitution ဖွဲ့စည်းပုံရှိကဥပဒေမင်းတို့မရေးနိုင်ဘူး။မင်းတို့ဘာမှမလုပ်နိုင်ဘူး။အဲ့တော့ငါတို့ကဖွဲ့စည်းပုံရှိကဥပဒေရောခုအစိုးရပြတ်နေတဲ့ NUG နဲ့မင်းတို့လုံနိုင်မလား။မလုံနိုင်ဘူး။မင်းတို့ဒါအားလုံးတာဝန်ရှိတယ်။နောက်နံပါတ်1မာမိတ်ဖွဲ့တိုင်းမလားမဖွဲ့နိုင်ဘူး။အဲ့လိုတွေမလုပ်နိုင်မဲနဲ့မြေအောင်စေးုံတွေစောင့်မလို့ဆိုတော့ကွာ။နောက်အဲ့တော့အဓိကကနိုင်ငံရေးရာစုဖွဲ့မှုမာမိတ်စုဖွဲ့မှုရအောင်လုပ်ပြီးပူကျိုးဆုံးလုပ်ပြီးတော့ရိုးဖြောင်းမှုတွေခေါင်းဆောင်တွေကမဆာတို့ကျိုးစားရဲ့နောက်လိုက်တွေကအများကြီးလိုက်လာနိုင်တဲ့အရေးကိုစိတ်နေစ 是啥子呢？马路偏呢？开车走嘛？比较省，比较省。兄弟，你少乎多，不要多，不要多。你要是在家里哈，到那里哪样呢？来来嘛，阿舍得，农业的，吃的。你讲到厂里生产呢，我来处理。那哥们到那里阿面坡段，就开高粱地喽。我朝山上喽，买点山上树枝喽，我就烧了劈了嘛，就烧木头呢。高粱地啊，切啊，抓人，带路地哪里啊？阿那先接送啊，那个方便特别来坡段。我们那帮五路表叔，阿那先生的时候接送啊，我就烧了木，又烧木头呢。我上上夜来就把这喽，就开明年嘛，阿路师傅他们尼亚，别听你讲嘛，来吧，少爷吧。 အတိုက်ဒီအာနာလှူထားတဲ့နော်အာနာယူတွေကတော့သူတို့အာနာလက်ဆုပ်စာခိုင်မြဲဖို့အတွက်2000ရှေ့ရှေ့ဥအောက်ကနေမတရားစစ်ဥပဒေစစ်ဥမတရားစစ်ဥထံဥတွေပြတ်ထမ်းပြီးတော့တိုက်သူပြည်သားတွေရဲ့တာသမီတွေကိုအတင်းတော်မှဆွဲခေါ်ဖမ်းခေါ်လူလိရင်လစ်တလို့ခေါ်နော်ငွေမပေးနိုင်ခေါ်နော်ငွေပေးနိုင်လဲဖတ်ခေါ်လာမဲ့အရေးတွေအောက်ကသွားနေတာပါဒါကြောင့်မလို့တိုက်ပြည်လွမြောက်ဖို့အတွက်အာရကပြည်သူတွေလည်းစစ်မှုမဖြစ်မနေထမ်းကြပါဘာကြောင့်လဲခေါင်းဆောင်ခေါင်းတွေကဆွတ်လွပြီးသွားနေတဲ့ခါမှာနောက်လိုက်တွေကလိုက်မှာပဲအေးအဲ့လိုပဲယနေ့ငါတို့တိုက်ပြည်မှာနော် NUG MOD ယနေ့ခေါင်းဆောင်တွေကြားတဲ့ပုံစံတွေ ယနေ့ကုန်းတော့ကစူးစားနေတဲ့ရခိုင်လူငယ်ခေါင်းဆောင်တွေနော်ဘုကျော်ထွန်းမြတ်နိုင်တို့ခိုင်တုခါတို့နော်ဒီလိုမျိုးပုံကူတွေပေါ့နော်အကြီးငယ်တွေနာမည်တွေအများကြီးပါပဲဦးဇင်းတို့ထိုကုတ်ထိုပုံကူလိုပုံကူမျိုးတွေနဲ့ဆွတ်လုံမှုနဲ့ယူသားမှုတွေကိုကိုတိုင်းပြည်ကိုလူမျိုးတွေကိုဝိမုံကူးနိုင်ဖို့နော်အဲ့တော့ပေးဆပ်နိုင်ဖို့အတွက်အင်မတန်လိုအပ်ပါတယ်ကိုကမြေတိနေရာမှာရောက်နေစေကောင်းမှုစကားကိုမမှန်ကန်ပြောတယ်တိုင်းပြည်မှာ၄နှစ်ကျော်၅နှစ်ကြာလာပြီဒေါ်လာကြီးကရှင်းမြောက်သေးဘူးဆိုရင်ကျွန်တော်တို့ NUG ဆိုရနေနဲ့တိုင်းပြည်ပေါ်မှာလှုပ်ဆောင်နေလှုပ်ဆောင်နိုင်လှုပ်ဆောင်နေမယ်လဲကျွန်တော်တို့ဒေါ်လာကြီးဟာနော်လှုပ်ဆောင်မှုတွေကလိုအပ်ချက်တွေအားနည်းချက်တွေချုပ်ရင်းချက်တွေဘေးရွယ်ဆိုးကျိုးတွေရှိခဲ့ပါတယ်ထို့အရာတွေအတွက်ကျွန်တော်တို့အစိုးရအနေနဲ့တိုင်းပြည်ကအနှင်းထားတဲ့ နော်တော်လိုင်းအစိုးရတိရအနေနဲ့တောင်းထမ်းဆောင်နေတဲ့အခါမှာတိုင်းသူပြည်သားရဲ့ပြည်ရထားတဲ့တာဝန်ကိုလှည့်ဟင်းခဲ့ရင်ကျွန်တော်တို့အစိုးရအနေနဲ့တိုင်းပြည်ပါရှိကြတဲ့နိုင်ငံသားတိုင်းပေါ်ကျွန်တော်တို့ NGO အစိုးရလူကြီးများမှကျွန်တော်တို့ energy အစိုးရမှအားလုံးအနှုညွတ်တောင်းပန်ပါတယ်အချက်ပြတ်တိုက်တွန်းတာတွေကိုကျွန်တော်တို့အကောင်းဆုံးဆောင်ရွက်သွားပါမယ်လို့ဒီနေ့မင်းတို့၅နှစ်ရှိပြီတရားဥပဒေထွက်မလာဘူးအာနာရှင်တွေကတိုင်းပြည်ကိုဘယ်တော့မှမတောင်းပန်ခဲ့ဘူး တို့မားတာတွေတို့ရက်ဆက်တာတွေအဲ့တော့ကိုရေးဒေါ်လာရေးဆိုးရဆိုပြီးမအောင်မြင်သေးတဲ့အခြေအနေတွေလိုအပ်တဲ့အခြေအနေတွေကိုယ်ကိုယ်တိုင်လည်းမင်းတို့အားလုံးပြေဆုံးနေတာမှမဟုတ်ပဲလိုအပ်တဲ့အခြေအနေကိုတောင်းပန်ပြီးတော့တိုင်းပြည်ကိုသွားတယ်လို့မင်းတို့တခွန်းတခါသားမှမရှိဘူးမင်းတို့အဲ့အရာတွေပြုပြင်တိုင်ဖို့လဲမင်းတို့အင်မတန်လိုအပ်ပါတယ်ဒါကြောင့်မလို့ငွေရှိမှဒေါ်လာရေးလုပ်လို့ရမယ်ဆိုတဲ့ကောင်တွေပြောတာကစိတ်တက်ကောင်းကောင်းနဲ့ဒေါ်လာရေးလုပ်တာကွာယနေ့အရက်ခေါင်းဆောင်နေမြင်းယနေ့မြန်မာဒေါ်လာရေးကိုဘိုးချောင်းဆန်းတော်ကတို့ပြန်မပြောဘူး နော်ယနေ့ရခိုင်ပေါင်းဆောင်တို့ကြီးစံထုံးပြနိုင်လို့ငငယ်လေးတွေရှိသေးတယ်40ကျော်ကြီးဒီကလေးတွေကစကက်ဆွလုံးမှုနဲ့ကျူစာအထုတ်မှုတွေနဲ့တကက်ပြည်သူပေါ်မှာချစ်ရတယ်နော်ကိုချိုးဆမှုရိုးသားမှုတွေနဲ့တွားကြတဲ့ခါကျတော့အခုတို့အရကပြည်နယ်အားလုံးလိုက်မသွားဘူးလားယနေ့ငါတို့တော်လိုင်းမှာလည်းတိုက်ကြည့်ရအမှန်တရားပဲကအခုလုံးယနေ့ဘိုချိုးတို့လိုတော်ဆန်းစုကြည်တို့လိုချစ်ရတမလိုက်ကွင်းမျိုးတို့လိုလူကောင်းသူကောင်းတွေနော်ဦးဝင်းတင်တို့လိုဒီလိုလူကောင်းသူကောင်းတွေရဲ့ပေးတာအချက်တွေနဲ့အမှန်တရားပဲကအုံပြုံပြီးတော့ချစ်တာတွေလူတိုင်းမျိုးတော်လိုင်းအတွက်လိုက်လာပေးမယ်လေတော်လိုင်းအစိုးရရဲ့ကျူစာအထုတ်မှုကအင်မတန်အားနေတော့ယနေ့ငါတို့တော်လိုင်းရေးဟာကပြက်ကြီးရဲ့ကြီးဖြစ်နေတာဘူးအားလုံးဒီတို့တွေးရမယ်အခုဘိုချိုး ်ချိုးထွန်းအောင်ဘကြိုကြီးချိုးထွန်းအောင်ဖြစ်တဲ့ရင်ကျောတငယ်ချင်းကိုယ်တိုင်သွားတကြူခဲ့တယ်နော်ကျောတငယ်ချင်းသွားတကြူတယ်ကျောတော့တဲ့တက်မတော်ကနော်အငိမ့်သားလူတွေလည်းကျွန်တော်ပြောချင်တယ်ခမားတို့ကိုကူကူအယုံကြည်မလွယ်ပါနဲ့နှခါရှိပြီတခါလဲအလိုပဲကားနဲ့တိုက်တက်ပြန်ရမှာဟုတ်မတိုက်တက်ဘူးအခုလေအိမ်ရှိမှာစွန်းလောင်းတယ်ဟိုကကျွန်တော်အမြဲတမ်းပြောတယ်မတ်စတာဒါရင်အုတ်ထုတ်ဆောင်ဒါရင် မင်းတို့ဗျာတက်မတော်ကဘိုးချုပ်ကြီးတယောက်ဗျာအဲ့လောက်တော့မှအတိအမြင်မရှိဘူးလားမရှိတော့သေပေါ့ဗျာဟုတ်လားကျွန်တော်ပြောချင်တာဘယ်နေရာမှာမှမလုံခြုံဘူးอืมဒီလိုအဖြစ်သမားတီးတန့်ရှိတယ်ပြည်နော်ဒီကောင်တွေရဲ့အကြောက်တရားဘယ်လောက်ထောင်စိုးနေတော့သူတို့တီးပြီးသားဘယ်နေရာမှာသူမလုံခြုံတော့သူတို့တီးပြီးသားဘေးကောက်ဝဲလုပ်ပြီးသမားတက်လို့တဲ့ကောင်လဲနေ့စဉ်နဲ့အမြဲဘဲချိန်မှာနောက်ဘွားကိုသွားမလို့ဆိုတော့စောင့်နေရမှာသေချာပဲနော် ိုက်တဲ့ကောင်သမတာတက်လို့ဆန်ကွာပြည်သူကမတင်ခဲ့ကောင်မှန်သမျှအကုန်လုံးအိမ်တိုင်းစက္ကန့်တိုင်းမှာဟိုကပြောင်းမှာတော့သေးကြပဲပတ်စံ၅လုံးရတသိန်းရလှုပ်တဲ့တက်တဲ့ကောင်တွေရှိတယ်ကျွန်တော်ကျွန်တော်တို့တိုင်းနဲ့ကျွန်တော်ရူဘီရူဘီမှာတိုင်းနေနော်ဟိုမှာ no parking ဆိုပြီးတော့ရေးထားတယ်ကျွန်တော်တို့ကကားရဲ့တော့ရူဘီမှာဆိုင်ကယ်တစ်စီးပျောက်သွားတယ်နော်ခိုးကန်ရတယ်ကင်မရာရှိတယ်ဖမ်းပေးနိုင်လားဆိုတော့မဖမ်းပေးနိုင်ဘူး ကျွန်တော်တို့ကရတော့ကျွန်တော်ကလောဘခင်မှာကျွန်တော်တို့ကထိုးမိအဲ့ကျွန်တော်တိုင်းတဲ့နေရာနဲ့ကျွန်တော်ကားနဲ့ကိုကျွန်တော်ကမြင်မြင်နေမှရမှာပေါ့နော်အင်းအဲ့တော့ဟိုဥပမာတစ်ခုပေါ့တကယ်လို့ကျွန်တော်ကဟိုကားအောက်ကိုသွားထိုးလိုက်ရင်သူများဘုံရူဘီမက်မှာပုံတက်သွားကျွန်တော်ဘယ်လိုလုပ်လဲကြောက်တာကြောက်တာကွာမင်းကောင်တွေဘယ်လိုကြောက်လဲကဲတွေ့ရမလားဘောမတွေကတော်တော်လေးကိုကြောက်နေပြီတကယ်ကို အသားတဲ့သွေးတဲ့သားတဲ့ဟိုစိတ်ပြီးကြောက်နေရဲ့ကားရဲ့တရောင်သူ့ကားကိုဘုံတက်ပါဆိုလို့တဲ့အဲ့တော့မျက်စိရောက်ကပြောက်မခံမနဲ့တို့မှအမင်းတော်မောအောင်မစားနိုင်တဲ့နေသားတကူတွေ့နေရပြီနော်အာဟာတို့တော်လန်ပြည်သူတွေနဲ့တော်လန်ရဲဘော်တွေကပြီးတဲ့အကြောင်းတရားလို့ခေါ်တယ်အဲ့တော့ကျွန်တော်ပြောချင်တာကျွန်တော်ကိစ္စမဟုတ်ဘူးတတိရှိဖို့ဟာအဲ့ဘိုးချုပ်ကြီးတွေအခုသေးတယ်စပိန်နဲ့လာပြစ်သွားတယ်ဗျာလေရှက်ဖို့ကောင်းတယ်ကျွန်တော်ကျွန်တော်အနေနဲ့တော့ရှက်တယ်တက်မတော်မှာဘိုးချုပ်ကြီးအစင်းတော့တာဝန်တန်းဆောင်မှုတဲ့လူသေးတာ တိတ်သွားတာပေါ့ဗျာပြစ်တက်လို့စပိန်နဲ့လူကလာပြစ်တက်တာဟဲ့အဲဒီလောက်တော့အတိဂရိမရှိဘူးလားအဲ့ပိုချုပ်ကြီးကမဟုတ်မဟုတ်ဒါကျွန်တော်အမှန်ကိုပြောတာဟွန်းအင်းလည်းကြရင်စပိန်နဲ့တော့မဟုတ်မင်းကိုလမ်းသွန်းနဲ့ကြိတ်သွားမှာနောက်ထပ်တဲ့ပုံနေနဲ့ကတော့မြန်မာနိုင်ငံမှာပြည်ပနိုင်ငံမျိုးကိုအကြောင်းမျိုးမျိုးဖြင့်ဖြတ်ခွာသူများလာပြီးနိုင်ငံခြားဝင်ငွေတုံးဆမှုများပြားနေတယ်လို့စစ်ကောင်းဆောင်မင်းအောင်လည်းကမှတ်ချက်ပြပြီးနောက်ဆက်တွဲဖြစ်ပြည်ပကိုဖြတ်ခွာမှုကိုအားလုံးကိုစစ်စစ်ပြီးမှ ပြင်ပချက်ပြန်စစ်ကောင်စီအတွင်းစတင်ဆွေးနွေးနေကြောင်းနေပြီးတော့စစ်တပ်ရင်းမှသိရပါတယ်။ဒီဘက်ကနေ့စဉ်ထွက်ခွာနေတဲ့ဖျားဘူးသာသနာပြုအလဲစေးကူចောင်းသားစီးပွားရေးအလုပ်ကန်စတဲ့ចောင်းရတွေကိုပြန်လည်စစ်စစ်ပြီးတကယ်လိုအပ်လို့သွားတင်သွားထိုက်တဲ့သူကိုဒါစစ်စစ်ခွင့်ပြုပြီးပို့စားပြီးဆွေးနွေးကြပြီလို့သိရပါတယ်။ဘယ်လိုပုံစံမျိုးနဲ့ခွင့်ပြုမှာလဲဘယ်လိုစီးစစ်မှာလဲတော့မသိရသေးပါဘူး။ဝင်ကြီးဌာနပုံစုံနဲ့စစ်စစ်တဲ့ဇန်ကြောင်တစ်ခုပေါ်လာနိုင်တဲ့တချို့ရဲ့မှတ်ချက်ကြောင့်ဒီစမှုတွေလုတ်ဖို့စလုပ်နေတယ်လို့လည်းသိရပါဗျ။ဒီမှာစစ်ကောင်းတော်မင်းအွန်လိုင်းကမြန်မာနိုင်ငံမှာ73စီနဲ့ပတ်သက်ပြီးနှစ်စဉ်အမေရိကန်ဒေါ်လာ 9ဘီလီယံတန်ဖိုးရှိတဲ့73စီကိုတင်သွင်းနေရကြောင်းကောင်းစားစီပြောကြမှုပြောကြနိုင်ရေးအတွက် TS6 ဆွမ်းရင်သုံးမော်တော်ကား EV တင်သွင်းမှုတွေကိုလည်းပြင်ပပေးထားတယ်လို့နိုင်ငံခြားဝန်ကြီးလိုအပ်ချက်တွေရှိနေတဲ့အတွက်ကန့်သက်ချက်ရှိကြောင်းပုံသမှုပုံငွေပြတော့လဲအခြားသုံးဆမှုဟာနှုတ်မြတ်ပြနေပြီတဖြင့်နိုင်ငံခြားဝန်ကြီးညင့်တက်နေကြောင်းဥပမာအဖြစ်ပြည်ပကိုအကြောင်းမျိုးကြောင့်ထောက်ကောင်မှုကြောင့်နိုင်ငံခြားဝန်ကြီးသုံးဆမှုမျိုးပြပြလျက်ရှိကြောင်းနဲ့ဗေလ20ရက်နေ့ကလည်းစစ်ကောင်စီစီးဥမှာထုတ်ပေါ်ပြောကြားခဲ့တာဖြစ်ပါတယ်။ ဟိုလိုမျိုးတွေအားလုံးပဲဒီပြည်ရေးမှာတွေ့ရမယ့်အကြောင်းအရာလေးကတော့အာဆီယံစည်းဝေးဆုံးဖြတ်ပြီးမှအားတက်ဆက်တဲ့ရင်းတစ်ခုကိုမေသမီးလေးရနေပြီပြန်လည်းမျှော်ပေးတာဖြစ်ပါတယ်။ကြည်ရတဲ့ကြော်လမ်းမျိုးတွေအတွက်ပြန်လည်းဝေမျှပေးလိုက်ပါတယ်။အဲဒီစနေပွဲမှာကျမတို့ဒီမြန်မာအရေးအနေနဲ့တိုက်မြန်မာ community အနေနဲ့တက်ရောက်ခဲ့တယ်။ကျမတို့လည်းဒီတယောက်အနေနဲ့တက်ရောက်ခဲ့တယ်။တက်ရောက်ခွင့်ရခဲ့တယ်ပေါ့ရှင်။ဆိုတော့အဲ့ဒီမှာပြောထားတဲ့အကြောင်းအရာလေးတွေအရှိစရာလေးတွေကိုကျမအနေနဲ့ဒီနေ့ကပြောပြမှာဖြစ်ပါတယ်ပေါ့နော်။အဲ့တော့အဲ့ဒါမပြောပြခင်မှာဒီအာဆီယံဆုံးဖြတ်ချက်ထွက်လာတဲ့ပုံစံမျိုးလေးကိုကျမနည်းနည်းပြောပြခြင်းနဲ့ တော့ဟိုတစ်ချိန်လုံးပေါ့နော်ကျွန်တော်တို့ဒီ time မှာလုပ်တဲ့အစည်းအဝေးတွေเนาะတခြားနိုင်ငံတွေဒီအာဆီယံနိုင်ငံတွေမှာလုပ်တဲ့အစည်းအဝေးတွေမှာထွက်လာတဲ့အဖြေကကျွန်တော်တို့ပြည်သူအတွက်ကအားတက်စရာတစ်ခုမှမရှိခဲ့ဘူးဒါမှန်တရားပဲနော်ဟိုဘာလဲဆိုတော့သူကဆွေးနွေးကြပါနော်ဒီရွက်ောက်ခွဲဝင်ပြီးတော့ဒီရွက်ောက်ခွဲလုပ်ကြပါပြည်သူတွေအတွက်ဒါအဖြေဖြစ်လိမ့်မယ်ဆိုတဲ့ဟာကြီးကိုပဲနော်ဇောင်းပေးပြီးတော့ဆွေးနွေးခဲ့ကြတာများတယ်ပေါ့နော်တရုတ်ကဖီအာပေးလိုက်တာနဲ့အာဆီယံရဲ့လေးသားတစ်မျိုးပြောင်းသွားလိုက်ဆိုတော့ကျွန်တော်တို့အနေနဲ့ဒီအဲမြေချမှာလုံးမဲ့တတိစီဝေးမှာထွက်လာမဲ့အဖြေဟာဆက်မဒီရွက်ောက်ခွဲကိုထောက်ခံတွားပေးထားတဲ့အဖြေပဲထွက်လာမယ်လို့ကျွန်တော်တို့အနေနဲ့ထင်ခဲ့တယ်ပေါ့နော် အဲဒါပေမဲ့ဟိုထွက်လာတဲ့အဖြေကကျမတို့မမြုံလိုက်နားတဲ့အဖြေကျမတို့တို့အားတက်စရာအဖြေဖြစ်သွားတယ်အဲ့ဒီတို့ပေါ့နော်အရန်ကျမလည်းအဲတအားကိုဝမ်းတာရယ်ပေါ့နော်အဲဆိုတဲ့ခါကျတော့ဒီလိုအဖြေထွက်လာဖို့အတွက်နော်ပထမတစ်ချက်အနေနဲ့အယုံကြည်ဟာတော့ရှော့ဒီစူးစမ်းခဲ့တယ်စူးစမ်းခဲ့တယ်ဆိုတော့ကိုယ်တော်လည်းအစားရရတာနိုင်ငံတကာနဲ့ချိတ်ဆက်ပြီးတော့ဒါစူးစမ်းနေတာပဲပေါ့ဒါကပုံမှန်စူးစမ်းတာပေါ့ရှင်နော်ဒါပေမဲ့အခုဒီနောက်ပိုင်းမှာကျတော့ဒီမလေးရှားအဲဝင်ကြီးချုပ်ဒီအာဆီယံရဲ့ဥက္ကဋ္ဌဖြစ်လာတဲ့အပေါ်မှာအယုံကြည်တာတော်တော်လေးကိုခြေလှမ်းတွတ်တွတ်ဒူးတာလာတွေ့ရတယ်ဒီလားထဲမှာဆိုနှစ်လစက်တိုက်ပေါ့ရှင်နော်ဒီတိုင်းမှာတော့လုတ်တဲ့ ဟိုအာဆီယံအစည်းအဝေးမတိုင်ခင်တည်းကလေညာအင်ဂျီယာမလေးရှားကိုရောက်လာတယ်ရှင်ဒါဒီမလေးရှားဘက်ကဒင်းမထုတ်ဘူးပေါ့နော်အခုဒီလရဲမှာလည်းရောက်လာတယ်ပြီးခဲ့တဲ့လလည်းရောက်လာတယ်ဒါတော့ရောက်လာတယ်ဆိုတာကဒီသူတို့ဒီကိစ္စလေးပဲဆင်းနေဖို့တော့ရောက်လာပြီးတော့တွေ့ဆုံဆွေးနွေးမှုတွေအများကြီးလုပ်ခဲ့ကြတယ်ပေါ့နော်အဒါတစ်ချက်ပေါ့ရှင်နော်နောက်တစ်ချက်ကဘာလဲဆိုလို့ရှင်ကျွန်တော်တို့အပြည်သူတွေရဲ့တောက်ခံထားမှုနဲ့အပြည်သူတွေရဲ့နော်ဟိုအခုချိန်ထိနော်နောက်ပြည်သူတွေကဒီအာဏာရှင်ကိုမလိုလားဟန်နေပြနေတယ်အမြင်နဲ့ဒါကိုလည်းအာဆီယံကအသိတယ်ပေါ့နော်အဲနောက်တစ်ချက်ကကြတော့ဘာလဲဆိုကြားထဲမှာဖြစ်သွားရတဲ့ငနှင်ဘေးကြောင့်လေဒါတခုသူတို့တည်သွားရတာရှိအဲ့ဒါဘာလဲဆိုလို့ရှိရင် ဟိုအစိုးရတဲ့အနေနဲ့အစိုးရလို့ခင်ယူထားပြီးတော့အာဏာသိမ်းထားတယ်ထိန်းချုပ်ထားနိုင်တယ်ဆိုပြီးလုတ်ခဲ့ကြတဲ့အပေါ်မှာဒီအစိုးရတဲ့အနေနဲ့ဒီငလင်ပေးလို့ပြဿနာမျိုးကြီးဖြစ်လာတဲ့ခါမှာနိုင်ငံတကာကိုဟိုအကူအညီတောင်းရတာပဲเนาะဘာမှမလုပ်ပေးနိုင်ဘူးအဲ့တော့အကူအညီတောင်းတဲ့အပေါ်မှာနိုင်ငံတကာကလည်းမြန်မာပြည်ရဲ့အခြေအနေကိုသိရတဲ့အတွက်လာပြီးတော့ကူညီကြတယ်လားကူညီတဲ့အချိန်မှာသူတို့ထိတ်တိုက်ရင်ဆိုင်ရတာကဒီစစ်ကောင်စီတွေစစ်သားတွေနဲ့ပဲတွေ့ရတာအဲ့တော့အဲဒီပြည်သူတွေကိုကူညီတဲ့ခါမှာပြည်သူတွေနဲ့ထိတွေ့ရတယ်ဆက်ဆံရတယ်စကားပြောလို့ဆိုပြည်သူတွေရဲ့ယူသားမှုပြည်သူတွေရဲ့ဒီကြက်တဲနေမှုပေါ့နော်နောက်တစ်ခုကပြည်သူတွေရဲ့ဟိုမျောလေးနေမှု ဟိုဒုက္ခအမျိုးမျိုးကြားတဲ့ကနေပြည်သူတွေဟာတောက်ခံထားတဲ့ဆိုတဲ့အတန်လေးနောက်တစ်ခါဒီလောက်ဒုက္ခရောက်နေတဲ့အချိန်မှာဒီအစည်းအဝေးကိုကိစ္စကိုပဲအာရုံစိုက်နေမှုတွေနောက်တစ်ခါဒီလိုပြည်သူတွေတည်နေတဲ့အချိန်မှာနော်ဘုံတွေစက်တိုက်ကျင်းနေတဲ့အချက်ကလုံးဝအာဆီယံနေအနေနဲ့ကသတင်းပြန်ရောက်တယ်။ဒါကလုံးဝလက်မခံနိုင်တဲ့အကြောင်းတရားတွေဖြစ်တယ်ပေါ့နော်။ဒါကတစ်ချက်ပေါ့ရှင်နော်။အဲနောက်တစ်ခုကကျွန်တော်မပြောချင်တာဆိုတော့ဒီကျွန်တော်တို့ မလေးရှားနိုင်ငံမှာရှိနေတဲ့အဓိပတိတွေကျွန်မအပေါင်းရင်အဲဒီနိုင်ငံရေးတက်ကြွလှုပ်ရှားသူတွေပြီးလို့ရှိရင် NGO အဖွဲ့အစည်းတွေနော် NGO အဖွဲ့အစည်းအပါအဝင်တခြား NGO တိုင်းရင်းသားအဖွဲ့အစည်းအားလုံးကလည်းအခုနောက်ပိုင်းမှာပို့ပို့ပြီးတော့မှဒီမြမအယူပို့ပြီးတော့အဲတင်ပြလာနိုင်တယ်ဘာလို့လဲဆိုကျွန်တော်တို့ကိုယ်တိုင်ဒါမလေးရှားလွတ်တော်အမတ်တချို့ ਨੇ ဆက်ဆက်ချိတ်ဆက်ပြီးတော့ကျွန်းနေနေတာရှိတယ်မင်းများနေတာရှိတယ်တို့ကလည်းတို့သိနေတဲ့အချက်လက်တွေမလားမေးသလိုကျွန်တော်တို့ကလည်းတို့ကိုပေးလိုက်တဲ့အချက်လက်တွေကတို့ဘယ်နေရာမှာသဆုံစမ်းသဆုံစမ်းလုံးဝအတိအကျခိုင်မာတဲ့တက်တွေထောက်ထားနေတယ်ပဲပေးဖို့ခဲ့ရဥမာအိုးထဲရွာလို့ကိစ္စမျိုးတွေကျွန်မကျွန်မဆိုရင်အငြင်းတောက်လျှောက်သွားဖို့နေတယ်ဒါကကျွန်မအရင်တော့နေရဖို့နေတာဒီလိုမျိုးတိတိမမမပေါ့နော်ပြည်သူကိုဟိုနှိပ်စက်တဲ့ကိစ္စတွေစစ်မှုထမ်းတဲ့ကိစ္စတွေကျွန်မကတော့အငြင်းရဖို့တယ်ဒီလိုပဲတခြားအဖြစ်ပလီလေးလည်းသဖို့ကြတယ်ချားထောက်ဖို့လေးလည်းသဖို့ကြတယ်ပေါ့နော်တို့နဲ့ချိတ်ဆက်နေတဲ့လူတွေကိုဖို့တယ်တတိယဘက်ပေါင်းလုံးကနေပို့ပေးနေတယ်။နောက်နောက်တိုင်းသားတွေကလည်းတိုင်းသားအဖွဲ့အစည်းတွေလေးရှားမှာအများကြီးရွှေ့ချီတွေဖွဲ့စည်းကြရတဲ့ဒီအတန်းတွေထုတ်ပေးရတယ်ပေါ့နော်။အဲနောက်ကဒီကျွန်တော်တို့ဒီလေးရှားမှာ ရှိနေတဲ့ကျွန်တော်တို့ ਨੇ အတူတူလက်တွေလှုပ်ဆောင်နေတဲ့ဒီထောက်ဖို့ဟိုခေါင်းဆောင်တွေရှိရပေါ့ရှင်နော်ဥပမာကိုနေရိုင်းပေါ့နော်အဲ့ဒီလိုပုံပုံတွေကလည်းမြေပြင်ပုံတိုင်းဆင်းတယ်နော်ရဲဘော်ရင်းနဲ့ထိတွေ့တယ်ဆက်ဆံတယ်အဲ့ဒီမှာမြေပြင်ရဲ့အခြေအနေတွေနော်လက်ရှိဟိုဘလောက်ထိတိမ်းသားနိုင်နေဆိုတဲ့အခြေအနေကိုလည်းတောက်တောက်တင်ပြနေတာမျိုးတွေရှိရဆိုတော့ဘလို့ပဲဖြစ်ဖြစ်ဒီမလေးရှားလွတ်တော်အနောက်တိုင်းကျွန်တော်တို့ရောက်အောင်ပို့ထားတဲ့အတွက်ကြောင့်မလို့ကျွန်တော်တို့အားလုံးပေါ့နော်ပေါင်းစီပြီးလှုပ်ထားတဲ့အတွက်ကြောင့်မလို့ဒီသတင်းညအငြင်းရန်ရောက်နေတယ် ရောက်နေတာဖြစ်တဲ့အတွက်ကျွန်တော်တို့တော့ပို့ပြီဆိုလို့ရှိရင်ဒီအာဆီယံလွှတ်တော်အမတ်တွေနဲ့ကျွန်တော်တို့နော်ဒီကိစ္စတွေတော့ပို့ပြီတော့ပြောလို့သူကလည်းတလေးတစားနဲ့ဒီတပုံလေးကိုထပ်ပြီးတော့တက်တဲ့အချက်လက်တွေထပ်တောင်းနေပြီးလို့ရှိရင်ဒါကိုလွှတ်တော်တင်မယ်လို့ပြောတယ်နောက်ပြီးတော့ကျွန်တော်တို့တွားတွေ့ပြီးတွေ့ဆုံဆွေးနွေးပြီးဆိုကျွန်တော်တို့အမြဲတမ်းစာရှည်လေးတွေရေးသွားပြီးတော့လက်ရှိမှာဒီလအတွင်းထဲမှာဘာတွေဖြစ်ခဲ့လဲဘယ်နှကြိမ်ဘုန်းကျဲခဲ့လဲဆိုတာဒီကအစကျွန်တော်တို့ကတပုံတက်တဲ့တဲ့တပုံလေးတွေခါလေးတွေလည်းရှိရပေါ့နော်ဆိုတဲ့ခါကျတော့ဒီလိုမျိုးတွေဝိုင်းပြီးတော့လုဆောင်ပေးဒီရက်ထဲမှာဒီလထဲမှာတော်တော်လေးကိုအင်တိုက်အတိုက်လုဆောင်ခဲ့ကြတယ်အဲ ဟိုပြောဟိုအနည်းကဆုံးပြောရမယ်ဆိုလို့ရှိရင်တို့အာဆီယံအစည်းအဝေးမတိုင်ဘူးနှစ်ရက်လောက်မှာပေါ့နော်နှစ်ရက်လောက်မှာကျွန်တော်တို့ဒီတို့အချိုစည်းဝေးလုပ်တယ်ရှင်အချိုစည်းဝေးလုပ်တယ်အချိုဆွေးနွေးပွဲလုပ်တယ်ပေါ့ဒီဆွေးနွေးပွဲရလောက်ကိုလည်းတို့ဒီမှာထည့်ပြီးတော့ဆွေးနွေးမှာဖြစ်တယ်တော့အချိုစည်းဝေးမှာလည်းကျွန်တော်တို့ဘက်ကဒီတို့လည်းတကြောင်လှုပ်ရှားသူတွေနိုင်ငံရေးသမားတွေတက်ရောက်ခွင့်ရတယ်တက်ရောက်ခွင့်ရတဲ့အချိန်မှာတို့ကအဲ့ဒီအချိန်ကြီးဘာပြောလဲဆိုအချိုအချိုဆွေးနွေးပွဲအထိတို့ဘာပြောလဲဆိုလို့ရှိရင်ရွေးကောက်ပွဲအဖြစ်ဖြစ်တယ်။နောက်ပြည်သူလူထုကရွေးကောက်ပွဲကိုဖြစ်စေတင်တယ်။ဒါကရွေးကောက်ပွဲအောင်မြင်သွားပြီဆိုလို့ရှိရင်ဒီကိစ္စတွေအလိုလိုရှင်းသွားမယ်ဆိုတဲ့ပုံစံမျိုးနဲ့မြန်မာဘက်က နေပြီးတော့တောင်းယူထားရတဲ့တန်မတ်ကဒီစကားဒီလိုမျိုးအစိုးရင်သွင်းနေပါရှင်အဲ့တော့ကျွန်တော်တို့ဒီဘက်မှာလည်းမြန်မာနိုင်ငံရေးသမားတွေရှိတယ်အဲ့ဒီပွဲမှာတက်ရောက်ခွင့်ရတဲ့အတွက်ဒီဘက်ကနိုင်ငံရေးသမားတွေကလည်းပြန်ပြီးတော့ဒါကိုအခြေပါတယ်ပေါ့နော်ဒါရွေးကောက်ပွဲအပြင်ပို့ပါဘူးအဲရွေးကောက်ပွဲလုပ်လို့လည်းဒီတော်လန်ရေးဟာပြည်သူတွေရဲ့အဲတွန်းလန့်ပြင်စိတ်ကရက်သွားမှာမဟုတ်ဘူးဒီရွေးကောက်ပွဲကိုဟိုထောက်ခံအားပေး ASEAN အနေနဲ့ထောက်ခံအားပေးရင်တော့ပြည်သူတွေပို့ပြီးအသက်ဆုံးရှုံးဖို့တာရှိတယ်ပို့ပြီးပြက်စီးဖို့တာရှိတယ်နောက်ဘာဖြစ်လို့ဆိုရွေးကောက်ပွဲလုပ်လဲပဲပြည်သူကဒီတက်ပွဲတွေကိုရက်မှာမဟုတ်ဘူးဆိုတော့ဒါကိုတင်သွင်းခဲ့တယ်လို့နောက်ပြီးတော့ဒီတော်လန်မြန်မာနိုင်ငံမှာလက်ရှိစစ်မှုထမ်းခေါ်နေတဲ့ကိစ္စတွေနောက်ပြီးတော့ဒီ အငလီပေးမှာပုံကျဲတဲ့ကိစ္စတွေနောက်တော့ပြည်သူတကူတယောက်ချင်းစီပေါ်မှာဒုက္ခပေးတဲ့ကိစ္စတွေအာဒီကိစ္စအဝဝအိုးထင်းရွာကိစ္စကမဆာလို့လက်တလောဖြစ်ပြနေတယ်ဖြစ်ပြနေတယ်ဘုံသက်သေးလေးနဲ့စာရန်ရှည်ကြီးရေးပြီးတော့နေခဲ့တင်ပြခဲ့တယ်ပေါ့နော်နောက်ကမျိုးမင်းနဲ့မှထောက်ပြီးတော့ရှင်းပြခဲ့တယ်ဒါကအာဆီယံစည်းဝေးမတိုင်ခင်နှစ်ရက်လောက်အလိုမှာလုပ်ခဲ့တယ်အကျိုးစည်းဝေးမှာဒါဒီမလေးရှားရောက်နေတဲ့အဲဒီညီမဒီတက်ကြွလှုပ်ရှားသူတွေတော်လိုင်းလှုပ်ရှားသူတွေအနေနဲ့စူးစမ်းပေးခဲ့ကြတယ်ပေါ့ရှင်နော်အဲ့တော့အဲ့ဒီအဲ့ဒီမှာတို့ကအဲ့ဒီစာရွက်လေးကိုယူရတယ်ဒီလိုမျိုးပြောပြပြဆုံဆုံး ဓာတ်ရိုက်ပြောတယ်ဆိုတာကတိတ်မရှိဘူးလေနော်ဒါကအယူကြည်နဲ့ဓာတ်ရိုက်ပြောတာတမျိုးဒါကကျွန်တော်တို့ကတော့ပြည်သူအတန်လိုဖြစ်နေတော့ပြည်သူနဲ့ဓာတ်ရိုက်ပြောတာသူဖြစ်နေလို့ပြည်သူတွေကထုတ်တဲ့အတန်ဖြစ်နေတော့သူကအရန်စိတ်ကိုစားသွားပြီးတော့မှဒီစားလေးကိုယူသွားတာမျိုးရှိတယ်ပေါ့နော်အဲ့နောက်ပိုင်းမှာကျွန်တော်တို့ထွက်လာတဲ့အာဆီယံစည်းဝေးကဒါကျွန်တော်တို့မထင်ထားတဲ့ဟာပေါ့နော်ဒီရွေးကောက်ပွဲကိုအဲဒါကနိုင်ငံလက်ကွက်ပဲဖြစ်တယ်ဆိုပြီးပယ်ထားတယ်အတိမမပြုတ်ဆိုတဲ့သဘောမျိုးအတိမမပြုတ်ဆိုတဲ့ဟာမျိုးကိုအဖြေမျိုးကိုထုတ်ပြလိုက်တာဖြစ်တယ်လို့ကျွန်တော်ဒီလိုနေနေကဒီရွေးကောက်ပွဲရလက်အပေါ်မှာနော်ဟိုဘာမှကျွန်တော်တို့တော့ရင်ခုန်ကြမရှိဘူးရွေးကောက်ပွဲလုံးချင်လုံးလုံးချင်နေကျွန်တော်တို့တော့ပြဿနာမရှိဘူးဒါပေမဲ့အာဆီယံရဲ့အဆုံးဖြတ်ကတော့အသိအသိပုံမှာအရေးကြီးနေတယ်ကျွန်တော်တို့တော့က အာဆီယံတွေနဲ့လက်ခံလိုက်မှာကိုကျွန်တော်တို့စိုးရင်တော့အမှန်ပဲဒါပေမဲ့အခုကျွန်တော်တို့မထင်တာကောတော့ဒါကအားလုံးစူးစမ်းရခဲ့တယ်ရလက်တွေဖြစ်တယ်အဲဒီအချိန်လေးစူးစမ်းနေပါတယ်ဒီလေးချက်မှာရှိနေတဲ့ online ကနိုင်ငံရေးမားတွေလည်းစူးစမ်းနေတယ်လို့ PDU တွေကလည်းစူးစမ်းနေဒီအားလုံးရဲ့အားတွေပေါင်းစုပြီးတော့မှဒီအဖြေရလက်တစ်ခုထွက်လာတယ်လို့ကျွန်မထင်တယ်နောက်ကအခုနောက်ပိုင်းထုတ်တဲ့ဒီအာဆီယံကထုတ်တဲ့ပြောလာတဲ့လေးသံတွေကမြန်မာကိုမြန်မာပြည်ကိုတော်တော်နားလည်နေတယ် PDU တွေကိုတော်တော်နားလည်နေတဲ့အခြေအနေတရက်ကိုရှိနေတယ်လို့ကျွန်မအနေနဲ့ခန့်မှန်းမိတယ်ပေါ့နော်ဒါကတော့ကျွန်တော်တို့လက်ရှိဖြစ်စဉ်လေးပေါ့